အစာကြတော့၃နာရီခြားတစ်ခါကျွေးရပြီပြီးည7နောက်ပိုင်းမကျွေးတော့သူမနက်9နာရီမှကျွေးရရကဲကျတူလေးရွေးကျတူလေးရွေးလေးတော့ရောက်လာပြီညားတော့မောင်းလိုက်ရဒီမောင်းဝဲဟောဟောဒီအရောက်အဖို့ပေးရပေါ့ကျွန်တော်150ကျတာပေါ့ဒီကော phơi năm phơi gì lắm kéo lại bà với núi mua lên lên đẹp đi đây đấy ပြောင်းလေးနည်းနည်းကြီးလာမှာဒီချိန်ကြီးကတော့ဒီကောင်အစာလေးပဲကြွေးရမှာနည်းနည်းကြီးလာမှာဂျင်းနည်းနည်းကျဲနေဒီကောင်ဂျင်းနည်းနည်းကျဲတော့ပူပါပေါ့တနိုင်ခွဲတစ်ခါတိုက်ရမှာပေါ့ဂျင်းနည်းနည်းကျဲတော့ဒီကောင်လေး နောက်နေ့ရက်၃ရက်မှဒီစေးထည့်လိုက်မယ်။ဘုရားဒီမှာပဲခဏထားလိုက်မယ်ဒီကောင်။ဒီမှာပဲခဏထားလိုက်မယ်ဒီကောင်။ဒီကောင်အရင်ပိုင်းချင်းကဘလို့ကျွေးရတော့မသိဘူး။ပိုက်နဲ့ကျွေးရလား၊သုံးနဲ့ကျွေးရလားမသိဘူးကျွန်တော်ခဏကြည့်လိုက်အောင်။အော်ဇွန်နဲ့ကျွေးရ။အရင်ပိုင်းချင်းကသူ့ဇွန်နဲ့ကျွေးရတယ်။ ဆိုရတော့ဒါနေရမြောက်ရှိပြီဒီကောင်ဒီကောင်မင်းညာလဲလိုက်ဘာဖြစ်လို့ရင်ဒီလိုမျိုးဒီလိုမျိုးအိမ်နေထားမဲ့ဆိုရင်ကျွန်တော်ပြောမယ်တခုကောင်းတာပါလို့ဆိုရင်သူကမီးပေးကြမလို့ဟော25အပူရောဒီဂရီ25ဒီဂရီအထက်ဆိုရင်ဒီလိုမျိုးလေးထားလို့ရတယ်20 20နှစ်ထိထားလို့ရတယ်ဗျာ ့20နှစ်အောက်ဆိုရင်တော့မီးပေးရမှာမီးပူပေးရမှာအကောင့်တည်းရင်လေဒီကောင်ကပေးရမှာဘာလို့ဆိုရင်သူဒီရွှေငါကံပေါ့ဒီရွှေငါကံမှာလေဒီကောင်ကအလုံးပိတ်တာကျွန်တော်ဒီအပေါ်မှာအလုံးပိတ်တာတော့တခုကောင်းတာကသူဟိုဟာအပူငွေကအဲ့လောက်ထိမပြန့်ဘူးဆိုတော့သူကဒီလိုနေလို့ရတယ်ကျွန်တော်ဒီမှာကြာတော့25တခါကြရင်မိုးရွာရင်20နှစ် နှစ်ဆနစ်ပေါ့နှစ်ဆနစ်နှစ်ဆန်၅မထားပါမှဖြစ်ဘူးဟာနှစ်ဆနစ်အောင်ရင်တော့မီးပေးရမှာပေါ့ဗျာဒီကောင်ကြောင့်မီးပေးကြမလို့ကျွန်တော်အစာကျွေးရမလို့ကျွန်မလို့ဒီဇွန်လေးဒီဇွန်ကြတော့ခုပါကလို့လို့ရလေကျွန်တော်ဒီပလဲရာလေးနဲ့လေညက်လိုက်ရပါတယ်တကယ်လို့ online မှာဝယ်လို့ရတယ်ဝယ်လို့ဝယ်လို့ရတယ်ဝယ်ပေါ့ဗျာအကောင့်သေးတဲ့ဒီလောက်ဒီလိုမျိုးတဇွန်လို့ရပြီ ဲ့လိုဆိုရေရေအေးလေးနဲ့ဖြော်လိုက်ပြန်ဖြော်ပြီးဆိုရေနွေးလေးနဲ့ပြန်ချက်လိုက်ရပြီကျွန်တော်ပြမယ်ပြကြရအောင်နော်ဟုတ်ဟုတ်โอเคဒီလိုထည့်လိုက်ဒီလိုမျိုးလို့ရပြီဆန်ပြုတ်လောက်လဲသူကမပြစ်ဘူးညဆန်ပြုတ်လဲပြစ်တယ်ဘာပြစ်တယ်ဒါပေမဲ့ဒီမျိုးကြဲကြဲလေးကျွေးတော့သူရေတိုက်ကြမလို့ညကြဲကြဲလေးကျွေးသူရေတိုက်ကြမလို့အဲ့လိုမျိုးသူရေနွေးလေးနဲ့နည်းနည်းဒီကောင်စိန်ထားလိုက်ရပြီ ူကသူကအရန်နဲ့ပူစရာမလိုလက်ကလေးနဲ့ကန်ကြည့်လိုက်လက်ကလေးကန်ကြည့်လိုက်လို့နွေးပြီဆိုရင်ကျွေးလို့ရပြီသူကအေးနဲ့မစားမစားဘာလို့သူ့အမေနဲ့သူ့ကျွေးနေတယ်အဲ့လိုမျိုးပဲသူ့အမေဗဇက်တဲ့ကထွက်လာဥသားလေနွေးနွေးလေးပဲဟုတ်ဒါကဘလို့လို့ဆိုဖွင့်လိုက်နေမလားဒီကောင်အလုံးပိတ်ကြမလို့သူ့ သူလေဖက်ပေါက်နေနဲ့ခြံထားလိုက်ရတယ်အဲသူတော်တော်နွေးတယ်အထင်းထင်းမှာဟုတ်ငယ်လေးတော့အဲ့လောက်တင်ပြမလို့လေဒီကောင်ကျွန်တော်တို့ကတုံးပတ်လောက်ကျွေးပြီးမှအမွေးလေးခုံပေါ်မှာကျွန်တော်တင်ပြမယ်ဒီကောင်တင်ပြလေးအများကြီးရှိရင်ဟုတ်ကန်ကြည့်လိုက်နွေးပြီဆိုရအောင်โอเคရပြီနွေးပြီ အင်တူရမသူအစာရင်လေးကျွင်းတီတီအစာရင်လေးအစာရင်လေးသူအစာရင်လေးပြည့်ပြီဆိုရတယ်လားသူအစာရင်လေးပြည့်ပြီဆိုရတယ်ဟုတ်ဒီတိုင်းပြပြမယ်သူဒီဒီဒီကောင်လေးဖောင်းလာတာမြင်သူကသူ့ရဲ့လေလေးလေးလေအိတ်လေးဖောင်းလာမှဖြစ်ဘူးသူအစာမရှိကုန်သွားလိမ့်မယ်သူဒီလောက်တော့အပြည့်ကျွင်းရပြီအဲ့လိုမျိုး၃ပတ်လောက်ကျွင်းလိုက်ပြီဆိုရင်အမွေးတွေကုန်ထွက်လာမှကျွန်တော်ပြန်ပြမယ်ဟုတ်ဟုတ်ဒီကော ။သူဒါကတော့နေတိုင်းရှင်းပေးရမှာဗျာ။တကူလေးထည့်လိုက်ရပါပြီ။ဒါလေးပဲ။တူဒီဇိုင်းလေးပဲနေလန်းသားပြီ။15မိနစ်လောက်လန်းသားပြီ။အဲ့အဲ့လိုလမ်းပြီးတော့သူတခုကောင်းတာကသူတောင်းသူအမွေးတွေပေါက်တာမြင်တာပေါ့ဗျာသူလည်းနှွေးတာပေါ့အစားကြတော့၃နာရီချာတစ်ခါကျွေးရပြီပြီးညာ၁၇နောက်ပိုင်းမကျွေးနေတော့သူမနက်9နာရီမှကျွေးရရတယ် ုတ်ဟုတ်သူတဘာဝကြတော့သူအမေလို့လည်းညအစာရှာမထွက်ဘူးလေမနက်မှတခါပြန်ကျွင်းရတယ်အဲတခုကောင်းတာက သူအဆိုင်ထဲမှာအစာမရှိတော့တော့နောက်တခါကျွင်းတော့တန့်ရှင်းတော့ဗောဗျာအဲ့လိုမျိုးပေါ့